မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်ဒီနေ့မှဆိုရင်လည်းငလင်းနဲ့ပတ်သက်တဲ့သတင်းလေးတွေကိုကျွန်မအတူချုံပြီးတော့တင်ဆက်ပေးကြမှာရှင်ပထမဆုံးကျွန်မတင်ဆက်ပေးချင်တာကတော့နိုင်ငံတော်အဆင့်ဝန်ထမ်းချင်းအထိမ့်မှတ်နေ့ရက်ကိုနိုင်ငံတော်ကသတ်မှတ်ခဲ့ပြီဖြစ်ပါရှင်ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်မတို့ဒီနေ့မှဆိုရင်လှုပ်ရှားမှုပြုလုပ်မှာဖြစ်တဲ့အတွက်မိဘပြည်သူများဒီလှုပ်ရှားမှုမှာပါဝင်လို့ရအောင်လို့ကျွန်မသတင်းလေးကိုစောစောရက်ပြီးတော့တင်ပေးတာဖြစ်ပါရှင်2025ခုနှစ်မတ်လ28ရက်နေ့မြန်မာစံတော်ချိန်12:52မိနစ်3ည2စက္ကန့်မှာပြင်အား9.8 ရစ်ချတ်စာစကေးရှိတဲ့အလွန်ပြင်းထန်တဲ့မင်းငလင်လှုပ်ခတ်မှုကြောင့်အသက်ဆုံးရှုံးမှုနဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒါကြောင့်နိုင်ငံတော်အဆင့်ဝန်ထဲချင်းထိမ့်မနေရဲ့အဖြစ်31ရက်3လ2025ရက်နေ့ကနေ6ရက်4လ2025ရက်နေ့အထိ9ရက်တာကာလကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကနိုင်ငံတော်အဆင့်ဝန်ထဲချင်းနေရဲ့အဖြစ်သတ်မှတ်တင်ထားခဲ့ပြီးဖြစ်ပါရဲ့။ နိုင်ငံတော်အဆင့်ဝန်ထဲချင်းအထိမ်းအမှတ်နေ့ရက်ကိုတနိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုလေးနဲ့ဒီနေ့ပေါ့နော်ဒီနေ့ဧပြီ၁ရက်နေ့၁၂နာရီ52မိနစ်3ညနှစ်စက္ကန့်မှာအောက်ပါတိုင်းပြုလုပ်မှာဖြစ်ပါရှင့်အဲ့ဒီလှုပ်ဆောင်ရမယ့်အချက်လေးတွေကိုကျွန်မပြောပြပါမယ်နော်နိုင်ငံတော်အဆင့်ဝန်ထဲချင်းအထိမ်းအမှတ်ဖြင့်နိုင်ငံတော်အလံကိုတိုင်ဝက်ရှော့ချပြီးလွှင့်တူထားတဲ့အလံတိုင်းရှိသို့မဟုတ်တင့်လျော်ရနေရသို့မဟုတ်ပြုလုပ်နေတဲ့အခမ်းအနားများ၌ဝန်ထဲချင်းအထိမ်းအမှတ်ဖြင့်တစ်မိနစ်ငြိမ်သက်ပြီးတော့ဥညွတ်ခါတော့ပြုခြင်း လှုပ်ရှားသွားလာနေသည့်အနေနဲ့၎င်းချိန်မှာ10မိနစ်ငြိမ်သက်စွာရပ်တန့်၍ဥညွတ်ဂါဝရပြုခြင်း၎င်းချိန်မှာဝန်ထဲချင်းအထိမ့်မှတ်နေတဲ့အုပ်အောဆွဲပြီးတော့ဂါဝရပြုခြင်း၎င်းချိန်မှာမီဒီယာတွေအနေနဲ့ထုတ်လွှင့်လျက်ရှိတဲ့အစီအစဉ်များအားခਿੱတရဆိုင်၍ဝန်ထဲချင်းအထိမ့်မှတ်လိုဂိုများအားထုတ်လွှင့်ခြင်းသက်ဆိုင်ရာကိုးကွယ်ရာဘာသာလိုက်ဖျားစီတီများဖျားเจ้าများဝိပ္ပယနေရာများမှာစုတောင်းမြတ်တာပို့တာခြင်းအနေနဲ့ကင်းပရိတ်များစုတောင်းစာများရွတ်ဆိုခြင်းနဲ့အမြတမ်းပေးဝေခြင်း အထပ်ပါအစည်းအဝေးကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက်နိုင်ငံတော်အဆင့်ဝန်ထမ်းချင်းအထိမ့်မှတ်နေ့ရက်မှာတနိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုကိုဥပပေါင်းပါဝင်ပေးကြပါရန်သတင်းထုတ်ပြန်အပ်ပါတယ်ဆိုပြီးတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါရှင့်။ဒါကြောင့်ဒီနေ့12နာရီ50မိနစ်နဲ့3ညနှစ်ဆက်ကမှဆိုရင်မြန်မာနိုင်ငံသားအားလုံးဝန်ထမ်းချင်းအထိမ့်မှတ်မှာပါဝင်ပူးပေါင်းပေးကြဖို့အတွက်လည်းကျွန်မမြစ်တာခံလို့ပါရှင့်။မတိလိုက်တဲ့သူမရှိရအောင်လို့ကျွန်မတို့တွေနဲ့အကြေညာပေးတာဖြစ်ပါရှင့်။ မိဘပြည်သူများရှင်ကျွန်မနောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့ထိုင်းနိုင်ငံသတင်းလေးသာဖြစ်ပါရှင့်ထိုင်းနိုင်ငံမှာဆိုရင်လည်းငလင်တန်ခံခဲ့ရပါတယ်ရှင်ဒီလိုငလင်တန်ခံတဲ့အခါမှာမြန်မာနိုင်ငံသားတွေလည်းအသက်ဆုံးရှုံးတာဖြစ်ခဲ့ပါတယ်အဓိကတော့ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေပြိုကျတာအဲ့လိုဖြစ်စဉ်လေးပေါ့နော်ဖြစ်ခဲ့တဲ့အတွက်မြန်မာနိုင်ငံသားတွေဟာဆိုရင်အသက်သိဆုံးမှုလည်းရှိခဲ့ပါရှင့် ဒီခါမှာငလင်တန်ခံရတဲ့နေရာကိုထိုင်းဝင်ကြီးချုပ်ပေထုံထန်းကလာပြီးတော့စစ်ဆေးခဲ့ပါရဲ့ရှင်စစ်ဆေးတဲ့အခါမှာမြန်မာလူသားတွေကိုကယ်တင်ပေးဖို့အတွက်မြန်မာနိုင်ငံသားတို့အူပါဒူးထောက်ပြီးတော့တောင်းပန်ခဲ့ပါရဲ့ရှင်အဲ့ဒီမှတ်တမ်းတပ်ပုံလေးကိုကျွန်မပြသပါမယ်ရှင်ဒီတပ်ပုံလေးကိုမြင်တဲ့အခါမှာကျွန်မမျက်ရည်ဝဲပါရဲ့ရှင်ဘာကြောင့်လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံသားတွေရဲ့တူးနဲ့တူးကူညီခြင်းစိတ်ပေါ့နော်ဒါလေးကိုကျွန်မမြင်ရပါရဲ့ရှင်လူသားတွေမှာအခြားသူတယောက်ကိုဒူးထောက်ပြီးတောင်းပန်နေဆိုတဲ့ကိစ္စရဲ့မျိုးက တာမန်နှလုံးသားမျိုးတွေလောက်နိုင်မှာရှင့်ကိုမြန်မာနိုင်ငံသားတွေအတွက်မြန်မာနိုင်ငံသားတယောက်ကအခုလို့ဒူးထောက်ပြီးတောင်းပန်နေဆိုတဲ့ပုံချိန်ဟာအစ်မတန်ကိုနိုင်ငံတော်ပေါ်မှာချစ်ခင်တဲ့စိတ်နိုင်ငံသားတွေပေါ်မှာစာနာတတ်တဲ့စိတ်ကိုပေါ်လွင်စေပါရှင့်ကျမတို့မြန်မာလူမျိုးတွေအဲ့လိုစိတ်ဓာတ်ပိုင်ရှင်နေပါရှင့်ဒါကြောင့်အခုလိုမျိုးငလေတန်ခံရတဲ့အချိန်မှာနိုင်ငံရဲ့ချားနေပြီးတော့မြန်မာနိုင်ငံကိုရောက်ရှိမဲ့အလှူတွေပေါ့နော်နိုင်ငံသားကလာပြီးတော့ပေးရတဲ့ထောက်ပံ့မှုတွေကိုမနာလိုတူရှိစိတ်နဲ့ ဒီပတ်စံတွေဟာဗာလဲစစ်ကောင်စီစီရောက်မယ်စစ်တိုက်တဲ့နေရာစီရောက်မယ်ဆိုရဲစိတ်ဓာတ်တွေ ਨੇ ပြောဆိုနေကြတာဟာတိတ်တော်ရလားဆိုတာကိုအဲ့လူတွေနည်းနည်းစဉ်းစားကြည့်ကြပါအောင်ရှင်ကေစိပစ္စည်းတွေဆိုတာရော့အင့်ဆိုပြီးလာပေးလို့ရတဲ့ကိစ္စတွေမဟုတ်ဘူးရှင်အားလုံးစရင်အင်းအတိကျနဲ့လာပေးတာဒီလိုပြောဆိုလိုက်ခြင်းဟာကျမတို့မြန်မာနိုင်ငံကိုစော်ကားတာအပြင်လာပြီးတော့လူဒန်းတဲ့သူတွေကိုလည်းစော်ကားတာရောက်တယ်ရှင်ဒီလားလူဒန်းတဲ့နိုင်ငံကြီးတွေကစရင်မရှိအင်းမရှိနဲ့ဒီပစ္စည်းတွေတယ်လာမှတယ်လားရှင်သူတို့အနေနဲ့ပြန်လဲစစ်ဆေးမှုတွေမလုပ်တော့ဘူးလားရှင် ဒါလေးတွေကိုနီးပိတ်တယ်နည်းနည်းစဉ်းစားကြည့်ကြပါအောင်နော်အားလုံးကိုပတ်ချလဲလှည့်ပြီးစော်ကားနေတာမဟုတ်သေးဘူးရှင်အဲ့လိုစကားမျိုးတွေနဲ့ဘေးတိုင်ပူပြောလုပ်နေတဲ့နိုင်ငံသားနီးပိတ်တွေကိုလည်းကျမတခါတဲ့စကားပါလိုက်ခြင်းနဲ့သိလားရှင်တို့ဘဝမှာဒီလိုမျိုးဒုက္ခတရားတွေမကြုံတော့ဘူးလို့သိကြသွားပြီလားအာမခံချက်ရှိသွားပြီလားရှင်တို့နေရဲ့နိုင်ငံတွေအင်မတန်တိုးတက်နေပါတယ်ရှင်ဒါပေမဲ့ဒီလိုတဘာဝဘေးဒဏ်တွေမဖြစ်ပါဘူးလို့အတိအကျအာမခံနိုင်ပြီလားရှင့်အဲ့လိုအာမခံနိုင်လို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ကိစ္စတွေကိုရှင်တို့ဒီလိုမျိုး ဘေးတိုင်ခုပြောလုံနိုင်တာလားရှင့်ကျမလူပဲမေးရတော့မယ်ရှင်တို့ကျွန်လုတ်ပြီးထင်တာပေါ့ဒဲမေးရမယ်ဆိုရင်သိလားအဲ့အဲ့စိတ်ဓာတ်ကြီးကတော်တော်ဆူဆူပါပဲရှင့်သိလားခါကြရင်ကျမလေးမြမလူမျိုးတဲမှာမှာဒီလိုမျိုးအောက်တန်းစားတွေမွေးဖွားလာတာတော့တော်တော်အံ့ဩမိရဲ့သိလားဘလိုမျိုးများဘလိုသွေးတွေနဲ့များသွားဆက်ပြီးမွေးလာလဲမသိပါဘူးရှင့်ကျမတို့မြန်မာတွေကအဲ့လိုစိတ်တမရှိဘူးရှင့်သိလားတောင်းတောင်းကူညီတယ်ဆောက်ရှောက်တယ်ရှင့်ဟောအားလေးတော့ရှိပါတယ်ပြီးတော့ထိုင်းနိုင်ငံသတင်းလေးပြောပြရင်းနဲ့ အရေးကြီးတဲ့သတင်းလေးပေါ့နော်ဒါလေးကျွန်မပြောချင်တယ်ထိုင်းမှာဆိုရင်အခုပြိုသွားတဲ့အဆောက်အုံတွေရှိရပေါ့နော်အဲ့ဒီအဆောက်အုံတွေမှာသုံးထားတဲ့တန်ချောင်းတွေဒီဇိုင်းဆောက်လုပ်မှုရှေ့သွေးတွေကိုထိုင်းနိုင်ငံစစ်ဆေးနေပါရှက်သတင်းလေးကိုကျွန်မတေချာလေးဖတ်ပြပါမယ်ထိုင်းနိုင်ငံမှာငလင်ကြောက်ပြိုကျသွားတဲ့အဆောက်အုံတွေရဲ့မှာပေါ့နော်ရှိရပစ္စည်းတွေကိုသူက တန်ကြောင်းနေဒီဇိုင်းစနစ်နဲ့ဆောက်လုပ်ရေးရှိသူတွေကိုစဉ်းစားကြဆစ်ဆေးမှုတွေပြုလုပ်တယ်တဲ့အဓိကငလန်တန်ခန္ဓာရဲ့အားနည်းမှုတွေဆောက်လုပ်ရေးစံနှုန်းတွေလိုက်နာမှုအားနည်းခြင်းနဲ့ဒီဇိုင်းနာအင်ဂျင်နီယာဒီဇိုင်းပေါ့နော်ချွင်ရင်းချက်တွေကိုစုံစမ်းဖို့အတွက်အစိုးရနဲ့သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကဆစ်ဆေးလျက်ရှိပါရှင့်အထူးသဖြင့်ပြိုကျအဆောက်အုံတွေမှာအရွေသေးနှိပ်တန်ကြောင်းတွေအားနည်းသောအုတ်မြစ်နဲ့မလုံလောက်တဲ့ငလင်ကွဲဒီဇိုင်းတွေပါဝင်ခြင်းတွေကိုတွေ့ရှိရတဲ့သူတို့ဆစ်ဆေးထားတာဖြစ်ပါရှင့် ထိုင်းနိုင်ငံအစိုးရကလည်းစောက်လုပ်ရေးလုပ်ငန်းရှင်တွေဒီဇိုင်းပညာရှင်တွေကိုတင်းကျပ်စွာထိတ်ထုတ်မယ်ဆိုပြီးတော့ကြေညာထားပါတယ်။အနာဂတ်မှာအငန်လေတန်ခံနိုင်တဲ့အဆောက်အဦတွေတိစောက်ဖို့အတွက်လမ်းညွှန်ချက်အသစ်တွေထုတ်မယ်ဆိုပြီးတော့သိရပါရှင့်။ပြည်သူ့အနေနဲ့လည်းတမိတို့နေထိုင်ရာအဆောက်အဦတွေရဲ့လုံခြုံမှုကိုပြန်လည်သုံးသပ်ဖို့အတွက်လည်းကြွန့်ကျင်သူတွေကညွှန်ကြားထားပါရှင့်။ဒီမှာအနေနဲ့ဒီသတင်းလေးကိုဖတ်လိုက်ရတော့ပေါ့နော်။အော်လို့ငါတို့မြန်မာနိုင်ငံမှာပြိုကျသွားတဲ့အဆောက်အဦတွေကိုရော quality စစ်ဆေးဖို့အတွက်အစီအစဉ်ရှိမရှိပေါ့နော်။ဒါလေးတွေကျွန်မမေးခွန်းထုတ်ချက်ပါတယ်။ဖြစ်နိုင်တော့နိုင်ငံတော်ကဒါလေးကိုလောက်ကင်ပေးစီချင်ပါရှင့်။ ဘာကြောင့်လဲဆိုတော့ကျွန်မတို့နိုင်ငံမှာစောက်လွယ်လုပ်ငန်းတွေကတော့အများကြီးပဲရှင်စောက်ကြတာပဲလူကိုကိုအိမ်ရတော့ဒါပေမဲ့ကျွန်မကြားမှုတဲ့စကားလေးတခုနဲ့နှိုင်းရှင်ပြီးပြောရမယ်ဆိုရင်စောက်လွယ်လုပ်တဲ့သူတွေကတက်လို့လုပ်ကြတာလားငတ်လို့လုပ်ကြတာလားဆိုတဲ့စကားတခုကတော့မေးစရာရှိရဲ့ရှင်သိလားကျွန်မတို့မြန်မာစကားမှာရှိရဲ့တက်လို့လုပ်တာလားငတ်လို့လုပ်တာလားတဲ့တက်လို့လုပ်တယ်ဆိုတာကတကယ်ကိုစောက်လွယ်ပြင်ညာအောင်နားလည်ပြီးတော့ quality စံချိန်စံညွှန်းပေါ့နော် design စသဖြင့်ဓာရီအားလုံးကိုသိရှိနားလည်ပြီးလုပ်တဲ့စောက်လွယ်လုပ်ငန်းတွေရှိရဲ့တချို့ကကြတော့ငတ်လို့လုပ်တာရှင်တက်လို့မဟုတ်ဘူး ဆောက်လို့ရေးရပတ်စံရရတယ်ဆိုပြီးဝင်လုတ်ကြတာငတ်လို့လုတ်ကြတာအဲ့တော့ငတ်လို့လုတ်တဲ့သူတွေစောက်တဲ့တိုက်နဲ့တက်လို့လုတ်တဲ့သူတွေစောက်တဲ့တိုက်က quality ကကွာခြားနေမှာပဲအဲ့ဒီကွာခြားမှုပါဆိုရင်ဒီငလင်ထံမှာပြဿနာတွေတက်ကုန်လားရှင့်သိလားငလင်ထံခံရတာချင်းအတူတူအဆောက်အုံတွေကတချို့ပြိုကြတယ်တချို့မပြိုကြဘူးဘာကြောင့်လဲဒါ quality ကြောင့်ပဲသိလားဒါကျွန်တော်တို့အနည်းဆက်ဆုံးနဲ့ဟိုအမှန်ကန်ဆုံးသုံးသပ်ကြည့်မယ်ဆိုဒီဖြေပဲထွက်တယ်ပေါ့နော်ဒီတော့ဒါကတော့စစ်ဆေးတင်ပါရှင့် ကျွန်မနိုင်ငံမှာအခါကြရင်မသိလိုက်မသိပါသားလှုပ်ပေးလိုက်တဲ့ကိစ္စတွေကလူပေါင်းပြောင်များစွာတည်ကြည်လောက်တဲ့အခြေအနေထိဖြစ်သွားတယ်ဆိုရင်ဘယ်သူမှမကောင်းပါဘူးရှင်။ဒါကြောင့်စစ်ဆေးသင့်ပါတယ်။စောက်လုံရင်လည်းပတ်သက်ပြီးတော့ပေါ့နော်။ကျွန်မတစ်ဆက်တည်းပြောပြလိုက်ချင်တယ်ရှင်။သတင်းလေးတွေကိုဆက်ဆက်နေရောလေ။ရန်ကုန်မှာဆိုရင်လည်းအခုဒီဘီလက်မြေကြီးပေါ့နော်။ကုံသွားပြီဆိုပြီးတော့အယောင်းတွေပိတ်ထားတယ်တဲ့ရှင်ကိုးထောင်တွေပိတ်ထားကြတယ်တဲ့အချို့ဆောက်လုံရေးဆိုင်တွေကလေ ကျမတို့နိုင်ငံမနေ့တနေ့ရမှာငလင်းလုတ်ပြီးရနော်လူတွေချက်ချင်းအိမ်ပြန်မဆောက်သေးဘူးရှင့်နောက်ဆက်တွဲငလင်းတော့မှဒီတလအတွင်းမှာနည်းနည်းနည်းချင်းလှုပ်အောင်မှဖြစ်တဲ့အတွက်အိမ်ဆောက်တဲ့လုပ်ငန်းတွေပြန်မလုပ်ကြသေးဘူးရှင့်အဲ့ဒီအချိန်မှာရန်ကုန်မှာလည်းငလင်းတန်းခံရတာလည်းမဟုတ်ဘူးနော်သိလားအထဟဟိုဘီလက်မြေတွေကစိုင်းမှာကုန်သွားရဲဆိုတော့ဘာလဲဘီလက်မြေတွေအေးဖြော်ပြီးတောက်လိုက်လို့လားရှင့်မေးကြမေးကုန်အဲ့တခုပဲရှိတော့တယ်ကျမလည်းခါကြရင်အိုမေးရတာမေးကုန်ကများတော့မမေးတတ်တော့ဘူးသူတို့လေသူတို့ရဲ့လောက်ရည်ကြီးပြီကျမမေးကုန်မထုတ်တတ်တော့အဲ့တော့ကျမမေးကုန်ထုတ်မယ် ပြီးလက်နေကိုကုံသွားတာအေးဖြုံပြီးတောက်လိုက်လို့လားရှင်အဲ့ဒီဆောက်လို့ရေလုပ်ငန်းရှင်ဟိုဆောက်လို့ပစ္စည်းရောင်းလက်ဆန်းလူတွေပိုင်ရှင်တွေပေါ့နော်အကုန်စုပြီးတော့အေးဖြုံပြီးတောက်လိုက်ကြရလားအဲ့လိုတစ်နေ့တည့်ရတဲ့နဲ့ကုံသွားရအောင်သိလားကယ်ဆယ်ရေလုပ်ငန်းမဲ့လုပ်နေရတဲ့အချိန်ဆောက်လို့ရေလည်းမလာသေးဘူးနော်ဆောက်လို့ရေလုပ်ငန်းရှင်တွေလည်းကျွန်မတခါလေးပြောပြကြင်တာလေဆောက်လို့ရေလုပ်ငန်းရှင်တွေပစ္စည်းရောင်းအောင်မနော်မပူနဲ့မတရားရောင်းအောင်မမတရားအောင်ရောင်းအောင်မဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံရဲ့ပျက်စီးသွားတဲ့အိမ်ကြီးအတွက်ကိုလည်းကြည့်ပါအောင်ရှင်ပျက်စီးသွားတဲ့အဆောက်အအုံကြီးအတွက်ကိုလည်းကြည့်ပါအောင် လူတွေပြန်ဆောင်ကြမှာရှင်တို့ပစ္စည်းဝယ်ဝယ်မှာမပူနဲ့ရှင်တို့စိုင်ခါလီဖြစ်တဲ့သူသူသူများဝယ်ကြမှာဒါပေမဲ့အခုချိန်မှာအလောက်တိလောဘမကြီးနဲ့လေအရေးအတွက်လေးပဲစားလေရှင်ကျမသာဆောင်ရွက်လုပ်ငန်းရှင်ဆိုကျမစဉ်းစားမှာဩဘာဖြစ်ပုံမှန်ကျမ100ရောင်းရတယ်ဆိုရင်1000တိကျောင်းပေါ့ရောင်းရမယ်1000လဲရောင်းရနိုင်တယ်ဆိုရင်ငါရတဲ့အမျက်လေးကိုငါလျှော့လိုက်မယ်ဟုတ်တယ်မလားပြီးရခါမှာငါအရေးအတွက်လေးပဲစားမယ်ဆိုရင်ကုသိုလ်လည်းဖြစ်တယ်သူများလည်းတောက်တောက်တတတာနဲ့အဆင်ပြေတယ်ဒီဆောက်လွယ်ပစ္စည်းတွေဆိုတော့ကုန်သွားမဲ့ပစ္စည်းမှမဟုတ်တာရှင့်ထပ်ထပ်ပြီးမှားပြီးတော့ရောင်းနေလို့ရတာပဲလေ ပုတ်ကုန်လည်းမဟုတ်ဘူးရှင်။ကျမပြောချင်တာ။သိလား။အဲ့တော့နည်းနည်းလောဘလေးရှော့ကြပါဦးလို့နော်။ဒီလောဘတွေကြောက်ပဲမြန်မာနိုင်ငံအခုလိုဖြစ်နေတာလေးကိုနည်းနည်းလေးသူများဖြစ်တာကြည့်ပြီးတံဝေကမယူတတ်ဘူးဆိုကိုဖြစ်မယ်နော်။သိလား။သူများဖြစ်နေတာမြင်ပြီးတော့တံဝေကယူတတ်ရတယ်ရှင်လူဆိုတာလေအဲ့လိုမယူတတ်လို့ရှင်ကိုယ်အလဲရောက်လာမှာနော်သိလားသဘောပေါက်လားကျွန်မအဲ့ဒါလေးတော့ပြောချင်တယ်ရှင်သိလားကျွန်မတို့တောင်းတော့ကိစ္စရယ်ဝင်မပြောချင်ပါဘူးရှင်ဒါပေမဲ့အများပြည်သူဒါရိုက်ထိခိုက်လာတဲ့အတွက်ပြောပြရဖြစ်ပါတယ်နိုင်ငံတော်ကလည်းဒါလေးစစ်စစ်ပေးပါ ကိုတော်တွေမှာပစ္စည်းတွေကိုအဲ့လိုတူလောင်ထားရတယ်ဆိုရင်ပြည်သူပိုင်းသိမ့်လိုက်ပါရှင်။နော်ကျမရေးဆက်ပြောရလို့မထင်ပါနဲ့။ဘာကြောင့်လဲဆိုတော့တို့ကပြည်သူစေတနာမှမရှိရအောင်ရှင့်။အဲ့တော့ပြည်သူပိုင်းသိမ့်လိုက်အနည်းဆုံးတော့ပြည်သူအိမ်ဆောက်ဖို့အတွက်အဲ့ဒါလေးလုံမှာပဲလေ။ဟုတ်တယ်မလားရှင်းရှင်းလေးလုံမှာပဲအဲ့ဒီလိုရဲ့နေရာသုံးပေးလိုက်။နော်ခါကျရင်ကျမလည်းအဲသူပြောမယ်အစိုးရကမှတာဝန်ထမ်းဆောင်တဲ့သူမဖြစ်တာ။အင်မတန်ကံကောင်းတဲ့အဲ့လူတွေဒီလား။နော်မို့ကျမလှုပ်ချင်အောင်လုပ်တာနဲ့တို့လည်းနေရရှိမှာမဟုတ်ကျမလည်းနေရရှိမှာမဟုတ်ဘူး။ဒီလိုအဲ့လိုဖြစ်သွားနိုင်တယ်ပေါ့နော်။ဒီတော့ နည်းနည်းပပဟိုတစ်ချက်စောင်းငယ်ကြည့်ကြပါဦးရှင်အချိန်လေးလို့လေနော်ဒီအချိန်ကကုသိုလ်ယူမယ်ဆိုအင်မတန်ယူလို့ကောင်းတဲ့အချိန်မှာတန်တရာအတွက်ပါမယ်ကုသိုလ်တွေရမှာနော်အထောက်တန်တရာအတွက်ပါမယ်အကုသိုလ်တွေယူရယ်ဆိုတော့လည်းမပြောတော့ဘူးပေါ့နော်ဒီတော့ကျမောက်နိုင်ငံမှာတော့ပတ်စံတွေအလောက်ထိအောင်စူးစမ်းပြီးရှာနေရတယ်ဆိုဘယ်တော့တော့သိမ့်လို့လဲရှင်ကျမစဉ်းစားလို့အမြောင်သိရင်ယူသွားမလို့လားထည့်ပေးလိုက်မယ်နော်ဒီလားကျမတို့ကလည်းအရွက်တိုက်တက်တော့လေအဲ့လိုမျိုးပတ်စံအသေးစံရှာရလို့ပဲဆိုဖြစ်မှာပတ်စံအကုန်လုံးသူ့ပိုင်ဆိုင်မှုဘန်တွေကထုတ်ပြီးကျမအကောင့်နဲ့ထည့်ပေးလိုက်တယ်ဒါပေမဲ့ तू ယူသွားနိုင်မှာမဟုတ်ဘူးရှင့် သိလားကျမတို့ထည့်ပေးတော့ तू မယူနိုင်ဘူးသိလားလမ်းမှလည်းကြောက်သွားမှာခြေနေရလို့ရှင့်အတန်တရာလည်းမပါအောင်ရှင့်နော်နည်းနည်းပပအဲ့အတွေးခေါ်လေးလည်းရှိကြပါအောင်ရှင့်နော်တေလို့ရှင့်ဝစ်ထရယ်ကိုတခုတော့မတေကြတဲ့ခစ်ကာလာကြီးမှာပတ်စံရှာတဲ့အခါမှာကုသိုလ်လေးနဲ့ရှင်ပြီးတော့ရှာတတ်ဖို့လိုတယ်ကို့မှာလည်းရှိနေပြီပဲရှင့်ဟုတ်တယ်မလားကို့မှာလည်းရှိနေပြီပဲသူများတွေနည်းနည်းလေးညှပေးလိုက်ပါနော်အဟာဒီတော့ကျမတိုက်တွန်းချင်ပါတယ်ရှင့်အဲဒါမဲ့တချို့ စီးပွားရေးပညာရှင်တွေကတော့ဒီလောက်တိုက်တွန်းအောင်လည်းမရပါဘူးရှင်သူကစီးပွားရေးပဲကောင်းနေရှိရလေဟုတ်လားအဲ့တော့တော့ပတ်စံလေးရန်ရှာကြနေရပေါ့ရှင်းပြောလို့ဆိုပတ်စံသာတရေထိရှာရတာသူတို့အဲ့လောက်ထိကြိုးစားပန်းစားရှာတယ်ကျွန်မလည်းပြောတတ်ဘူးဒီတော့ဒီလိုလူတွေကတော့ပတ်စံသာရှိရအစင်တမ်းမရှိလားဘူးရှင်သိလားသူတို့လက်ထက်မှာပတ်စံလေးရေသနာတွေရှိတယ်ဒါပေမဲ့သူတို့ရဲ့စိတ်ဓာတ်ထဲမှာတန်မိုးကြီးတဲ့ရေသနာအမြူတေတွေစာနာမှုအမြူတေတွေပါမလားဘူးရှင်သူတို့အခွန်တက်တက်လူသားတွေဒီတော့ဒီလိုလူသားတွေကြတော့ကျွန်မတို့ကရွှေပြေးတရားဟောပြီးပြောလို့မရဘူး နိုင်ငံတော်အာဏာစက်နဲ့လုံမရမှာရှင့်မင်းတို့အားလုံးငိမ့်ဆိုငိမ့်ဟိတ်ဆိုဟိတ်တိတ်ဆိုတိတ်မှာပဲရမှာဒီတော့မှပြည်သူကတသက်ချောင်းကြည့်စွာနဲ့အိုးအိမ်တွေပြန်လဲပြီးတိစောက်နိုင်မှာရှင့်နိုင်ငံတော်လည်းတိစောက်ရေးတွေအများကြီးလုပ်အောင်မှာစောက်လော်ရေးလုပ်ငန်းရှင်များဒီလိုအချိုးချိုးမယ်ဆိုရင်ပြည်သူတွေဘလောက်ဒုက္ခရောက်မလဲဆိုတော့နိုင်ငံတော်အစိုးရသိတဲ့မှာရှင့်ဒါကြောင့်နိုင်ငံတော်အစိုးရကသာသူတို့ဝင်ရောက်ကင်တွယ်ပြီးတော့ဒီကိစ္စလေးဖြေရှင်းသိမ့်တဲ့အတွက်ကျမအနေနဲ့လည်းသတင်းလေးအနေနဲ့တင်ဆက်ပေးတာဖြစ်ပါရှင့်ကျမအနေနဲ့ဆက်လက်တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့ပြည်သူတွေပုံမှန်စေတနာနည်းတဲ့လုပ်ငန်းရှင်အချို့အကြောင်းကိုဆက်လက်ပြီးတင်ဆက်ပေးခြင်းပါရှင့် မနေ့ကဆိုခစ်တဲ့မှာစားတစောင်းတင်ထားတွေ့ပါရှင်အဲ့ဒီစားလေးကိုကျွန်မအရင်ဆုံးပြသပါမယ်ရှင်ခစ်တဲ့လိုမျိုးအကြမ်းဖက်မီဒီယာအကြမ်းဖက်ပြည်ပြေးမီဒီယာစီကိုသတင်းပေးပို့လာတဲ့သူကပေါ့နော်ရွှေလင်ဘန်းစက်မှုဆောင်ကတာဝန်ရှိသူတရားအောင်နဲ့တူပါရှင်ဒီစာကိုပေးပို့လာတာဒီစာလေးမှာရေးထားတာကတော့နိုင်ငံတော်ကနေပြီးတော့လုပ်ငန်းရှင်တွေစီကနေအလှူခံတာရှင့်သူကစက်မှုဆောင်နေနေတဲ့တစုံ3200လှူဒန်းပေးဖို့နှိုးဆော်ထားပါတယ် တို့ဖြစ်ပါရွေးတဲ့လူချင်းမင်းရဲ့ဆက်ရုံလို့ရောကုမ္ပဏီကနေပြီးတော့စေနာတရာတရားထက်တန်စွာနဲ့ငွေကျပ်တသိန်းကို၄ရက်၄လ2025ရက်နေ့ရုံးချိန်နောက်ဆုံးထားပြီးတော့ရွှေလင်းမန်းစက်မှုဆောင်စီမံခန့်ခွဲရုံးကိုလာရောက်လှူဒန်းပေးဖို့အတွက်နှိုးဆော်ရဲပေါ့နော်ဂုံပြုတ်မှတ်တမ်းပေါ်ကိုလည်းပြန်လည်ပေးရသွားမယ်ဆိုပြီးတော့ရေးသားထားပါရဲ့ရှင်ခစ်တကအဲ့တရင်ကိုရေးထားတာကဘာလဲဆိုတော့စစ်ကောင်စီရတဲ့လုပ်ငန်းရှင်တွေကိုတဲ့ငွေကျပ်လှူဒန်းဖို့အတွက်ကိုတဲ့အတင်းအထမနှိုးဆော်ရဲပေါ့နော်အတင်းတောင်းနေပေါ့ရှင် တောင်းတဲ့ပတ်စံကြည့်လိုက်တော့လေကုမ္ပဏီတစ်ခုသသိန်းနဲ့ငွေသသိန်းတော့မလှူနိုင်ဘူးလားရှင်အဲ့ဒီကုမ္ပဏီလေကျွန်မမေးချင်တာလေသိလားမလှူနိုင်ဘူးထားမလှူနဲ့ကိစ္စမရှိဘူးစေတနာလုံးဝမရှိမှလားမလှူနဲ့ဒါပေမဲ့ဒီလိုဓာတ်ပုံကိုဒီလိုမျိုးစာကိုအကြမ်းဖက်မီဒီယာတွေစီပို့ပြီးတော့နိုင်ငံတော်မှာဖြစ်နေတဲ့အခက်အခဲတွေပေါ်မှာအခွင့်ကောင်းယူပြီးတော့နိုင်ငံရေးအမျက်ထုတ်တာတင့်တော်တယ်လို့ထင်ပါသလားရှင်စာထဲမှာရေးတဲ့အကြောင်းအရာကိုကျွန်မသိချာဖတ်ပြီးပြီနှိုးစော်တဲ့စာပါရှင်ချိန်ချောက်တဲ့စာမဟုတ်ဘူး သိလားပြီးတော့နှိုးဆော်တယ်ဆိုတာဒါတန်းသူပြည်သားရဲ့လိုအပ်နေတဲ့အချိန်ရဲ့ရှင်ငွေတသိမ်းမဲ့လှူခိုင်းတာနိုင်ငံတော်ကဒါမျိုးကြတော့ညှို့ညင်းတယ်ဒါဆိုရင်ဟို PDF တွေချင်း၆ဆာရောက်လာပြီးကြည်တထောင်နဲ့အတူသိန်း200ထက်300ထက်တထောင်ထက်ဆိုတာမျိုးအချိန်မျိုးတွေကြုံကျင်နေပေါ့အဲ့လိုမျိုးကြတထားတယ်ပေါ့အဲ့လိုလားစမောက်နိုင်ငံကလုပ်ငန်းရှင်အချို့ပါပေါ့နော်အဓိကကဒီရွှေလင်မင်းစက်မှုဇုံထဲမှာရှိနေတဲ့ကုမ္ပဏီတွေကတစ်ခုခုကနေပြီးတော့ ခစ်တစ်ကိုပေးပို့လိုက်တာနဲ့တူပါရဲ့ရှင်အဲ့ဒါကအကြမ်းပတ်တွေနဲ့ဆက်သွယ်တာနော်အမှုကတော်တော်ကြီးရဲ့ရှင်သိလားအကြမ်းပတ်မီဒီယာတွေကိုသတင်းပေးပို့တယ်ဆိုတာကအကြမ်းပတ်နဲ့ဆက်သွယ်တာပဲပိုင်ဆိုင်မှုအားလုံးသိမ်းလို့ရတယ်ထောင်ချလို့ရတယ်နော်ဒါနိုင်ငံတော်ဥပဒေပဲရှင်ကျွန်မချိန်ချောက်နေရမဟုတ်ဘူးဥပဒေရှိတဲ့အတိုင်းကျွန်မပြောပြနေရသိလားဥပဒေအတိုင်းကျွန်မရွတ်ပြနေရရှင့်အကြမ်းဖက်အားပေးဘာတွေရှိလဲဆိုတာတစ်ချက်တော့ဥပဒေတော့ဖတ်ကြည့်လိုက်ပါဦး။နော်နိုင်ငံတော်ကအခုကနှိုးစော်တဲ့စာလေးရှင့်။သိလားနှိုးစော်တာ။ပြီးတော့တသိမ့်မဲ့ထည့်ခိုင်းတာကုမ္ပဏီတစ်ခုကို ဒီတော့မထည့်ကျင်ဘူးဆိုရင်ဟုတ်ပြီကောင်းပြီလေနိုင်ငံတော်ပေါ်စေတနာမရှိဘူးဒီဆိုရမလို့မလူကျင်ဆိုမလူပါနဲ့ရှင်ဘသူကမှအတင်းမတောင်းဆိုပါအောင်နော်မတရာရေစာလဲပြည်သူတွေကမစားကြပါဘူးကျမတို့မြန်မာနိုင်ငံပြည်သူတွေမာနရှိပါတယ်ဘလို့ပဲဒုက္ခရောက်ရောက်မတရာရေစာတွေပါလာရင်ကျမတို့မြို့မကြပါဘူးရှင်အစာလဲမကြိပါဘူးမစားပါဘူးမလူပါနဲ့မတထားလူတယောက်မှမလူနဲ့ဘာကြောင့်လဲဆိုတော့အခုလိုမျိုးကာလဒါနာတကယ်ကုသိုလ်တရားကြီးကြီးမားရမယ့်အချိန်မှာစေတနာမြတ်တာကုသိုလ်တရားမလုပ်နိုင်တဲ့သူကတော်တော်အကုသိုလ်ကြီးလို့ပဲရှင်သိလား အကုသိုလ်ကြီးလုံးလုံးဒါကိုအလှူလို့မမြင်မဲနဲ့အကုသိုလ်အဖြစ်နဲ့အခွင့်အရေးယူတဲ့အဖြစ်နဲ့သူတို့မြင်နေတာနိုင်ငံရေးအမျက်ထုတ်နေကြတာရှင့်သိလားခါကြောက်လေကုသိုလ်ပြုဖို့အတွက်အကြောင်းအရာဆိုတာကကို့မှာဖန်မှမဖန်လို့ရှင့်ပြုခွင့်မရှိဘူးနော်သိလားကုသိုလ်ပြုကြင်လို့တော့မပြုနိုင်တဲ့သူတွေအများကြီးပဲရှင့်ပြုရမယ်ဆိုတော့ပိတ်တာမျိုးဆက်တွေပေါ့ရှင့်သိလားပိတ်တာမျိုးဆက်တွေအဲ့ဒါလေနော်လှူဖို့အခွင့်အရေးကြုံလာတော့မှလှူဖို့အမောက်လေးရတယ်ဘယ်တော့မှမများတာတော့မှ စေတနာမြတ်တာမရှိဘူးသူတို့အဲ့ဒါပိတ်တာမျိုးဆက်တွေရှင့် เนาะအဲ့တော့ဒီတဘောကတော့ရှင်ညံနေကောင်းပြီးတော့ဟိုဘယ်လိုပြောရမလဲလုပ်ငန်းခွင်လန်းတွေရှိတော့ချမ်းသာချမ်းသာမှာပေါ့ဒါပေမဲ့ကိုယ့်အကူကောင်းတဲ့မှာမှတ်ထားပါဘောเนาะငါတို့ကပိတ်တာမျိုးဆက်တွေပဲလို့ဒီလားစမလေးစကားတွေကိုသိပ်ပြီးတော့ရရန်ဆဆိုင်မပြောကြအောင်ဒီလားဒါပေမဲ့အခုလိုအချိန်နေကြုံတဲ့အခါကျတော့ဒီလိုစေတနာစိုးတဲ့သူတွေမြင်တဲ့အခါမှာသူတို့ ਨੇ ထိုက်တန်တဲ့စကားလေးတွေကျွန်မရွေးပြီးတော့ပြောပြတာရှင့်ဒီတော့ကိုယ့်နိုင်ငံစေတနာမရှိဘူးနိုင်ငံခြားကနေပြီးတော့ကိုယ့်နိုင်ငံအလှူတွေကိုပိတ်ပင်တယ်ဟိုအလှူလုပ်တဲ့လူတွေပေါ်မှာဒုက္ခပေးတယ် နော်စိတ်ဓာတ်တွေယုတ်မာတယ်ဟိုမသိလို့ရှင်အလှပစ္စည်းအလုံးနိုင်ငံတော်ပဲခိုးလိုက်သလိုမျိုးတွေ online ပေါ်မှာရှောက်ရေးတဲ့သူတွေအလုံးအဲ့ဒါပိတ်တာမျိုးဆက်တွေပဲရှင်ဒီမှာတရားနေတခါလေးပြောပြလိုက်မယ်နော်အဲ့တော့အဲ့ဒီပိတ်တာမျိုးဆက်တွေအနေနဲ့လှုပ်ချင်တာဆက်လှုပ်ပါနော်ကိုလှုပ်တာကိုရတယ်ရှင်ဒီချိန်မှာနိုင်ငံတော်ပေါ်စေတနာထားတဲ့သူကကုသိုလ်တရားတွေအများကြီးရရှိမှာဖြစ်ပြီးတော့နိုင်ငံတော်ပေါ်မှာစေတနာနဲတဲ့သူတွေကတော့အကုသိုလ်တွေအများကြီးရမှာပဲရှင်နော်ဒီတော့ပိတ်တာမျိုးဆက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်မဘာမှမပြောချင်တော့ဘူးဒီလောက်ပဲတင်ပြတော့မယ်ရှင့် အဓိကကတော့နိုင်ငံတော်ပေါ်မှာစိတ်ဓာတ်နဲ့တဲ့လုပ်ငန်းရှင်တွေမြန်မာနိုင်ငံမှာတကယ်ရှိရဲဆိုတာလေးကိုကျွန်မသတင်းသုံးသပ်ချက်လေးအနေပြီးတော့ပဲမိဘပြည်သူများသိအောင်လို့ထုတ်ဖော်ပြောပြပေးတာဖြစ်ပါရဲ့ရှင်။မိဘပြည်သူများရှင်ကျွန်မအနေနဲ့ဒီနေ့တော့ပေါ့နော်နောက်ဆုံးပြောပြခြင်းတဲ့သတင်းလေးကတော့ငလင်ဘေးဒဏ်တဲ့တဲ့ပြည်သူတွေလှူဒန်းခြင်းနဲ့ဆိုရင်နိုင်ငံတော်အစိုးရစီကိုတိုက်ရိုက်လှူဒန်းနိုင်တဲ့သတင်းချက်လေးကိုကျွန်မပေးချင်ပါတယ်ရှင်။ဈာပြပြောချင်တာကလေစေနာရှိမှလှူပါနော်။ဒီလားစေနာရှိမှလှူပါရှင်။အလှူဆိုတာက မတားမြစ်ကောင်းသလိုမျိုး ိုစေတနာရှိမှလှူတာပိုကောင်းပါတယ်ရှင့်။ဘာကြောင့်လဲဆိုတော့ကျမတို့ကပေါ့နော်ညောင်စည်းလောက်လှူပေမဲ့ညောင်မင်ကြီးလောက်ရရတယ်ဆိုတော့အရာကစိတ်ဆွမ်းအားတွေပါဝင်နေရှင့်။ကိုကစေတနာရှိမှနှုတ်ဆိုပတ်ဆက်ကုန်တာပဲဖတ်တယ်မှာရှင့်။ခုနလုပ်ငန်းရှင်တွေလို့ပေါ့ရှင့်။စင်နာမြစ်တာမရှိဘဲနဲ့နိုင်ငံတော်တခိုးလိုပဲမြင်နေရသူတွေကတော့မလူချင်မလူပါနဲ့ရှင်ဘာမှဖြစ်ကိုပတ်စံနဲ့ကိုမဟုတ်ရစားလိုက်အဲ့ဒါကိုဘိုက်ပြည်တယ်ခဏတာဘိုက်ပြည်သွားတယ်အ ਨੇ ဆုံးအကျိုးရှိရဟုတ်တယ်မလားနှမဆိုလှူလဲရတဲ့ပတ်စံအခုတို့အလုံးခဲင်းနဲ့ငါပတ်စံကိုနိုင်ငံတော်ကခိုးသွားမလားဟိုလူကခိုးသွားမလား ်ပေါ့နော်လှူလိုက်တာပတ်စံလေးတသိန်းနှစ်သိန်းပေါ့ရှင်ပြီးရင်ထိုင်ပြီးတော့အတွေးတွေပွားနေတာပေါ့ရှင်သိရမလားအဲ့လိုစေနာသုံးတံမပြတ်ဘူးခေါ်တာပေါ့တွေးပြီးတော့သိမှာဟေးဟိုလူကခိုးပြီလားငါပတ်စံဒီလူကခိုးပြီလားဆိုတော့အဲ့အကုသူကပိုကြည့်ရဲ့ရှင်ကံဇိုရဲ့သဘောတရားမှာကသူကကြီးရဲ့ကံကပို့ပြီးတော့အကျိုးပေးတာပေါ့နော်ကုသိုလ်ကံကြီးရင်ကုသိုလ်ကံအကျိုးပေးတယ်အကုသိုလ်ကံကြီးရင်အကုသိုလ်ကံအကျိုးပေးရဲ့ရှင်နော်အဲ့တော့လှူရတာနည်းနည်းအခုတို့ကြည့်ပြီးတော့ဒုက္ခရောက်မှာဆိုလို့ပြောပြတာပါเนาะဒီတော့စိတ်ပြတ်မှလူစေနာသုံးနံပြတ်မှလူ ဒါကတော့ကျမအနေနဲ့ဒီလောက်ပဲတိုက်တွန်းလို့ရတယ်ရှင့်ကျမတို့လည်းတတ်နိုင်ဆုံးပေါ့နော်စောက်ရှောက်မှုတွေလုံးပါပါနိုင်ငံတော်မှာလည်းအခုဒီအလှူဒန်းတွေပေါ့နော်လုံနေရဲ့အလှူရှင်တွေခေါ်ယူနေတဲ့အချိန်မှာကျမတို့မီဒီယာအားနဲ့အလှူရှင်များများရရှိအောင်လို့လည်းအနေနဲ့ကြေညာပြီးတော့နှိုးဆော်ပေးနေမှာဖြစ်ပါရဲ့ရှင့်ကျမတို့ကိုယ်တိုင်ရရှိထားတဲ့ချွေးနေစာကျမတို့ရဲ့ချွေးနေစာစစ်စစ်အင်မတန်ဖြူစင်သောပတ်စံပညာကြီးစစ်စစ်အဲ့ဒီလောက်ခလားစာလေးနဲ့လေကျမတို့အတတ်နိုင်ဆုံးအဝိထယ်လေးစားတော့ကုန်လေးပေါ့နော်လိုအပ်တဲ့အရာလေးတွေကိုကျမတို့ အတက်နိုင်ဆုံးလှူမှာဖြစ်ပါရှင့်ကျမတို့လှူလိုက်တဲ့အမောက်က9000လာ3000လာဒီလောက်ပဲရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ကျမတို့ရှင်နေစေတနာအပြည့်ပါတယ်ဆိုတာသိကြရဲ့ရှင့်ဒီလိုစေတနာပါတဲ့ငွေတွေကိုပဲလှူကြပါလို့ကျမအနေနဲ့တိုက်တွန်းချင်ပါရှင့်ဒီတော့ကျမတို့နိုင်ငံတော်နဲ့ပူးပေါင်းပြီးတော့လှူဒန်းကျင်တဲ့သူတွေအနေနဲ့နိုင်ငံတော်စီကိုလှူဒန်းလို့ရတဲ့အလှူရှင်တွေပေါ့နော်လှူရှင်တွေအနေနဲ့ဒီအောက်ပါပုံကိုတွေကိုလှူဒန်းနိုင်ပါတယ်ဆိုပြီးတော့နိုင်ငံတော်ကထုတ်ပြန်ထားတာရှိပါရှင့်အဲ့ဒီထုတ်ပြန်ချက်လေးကိုကျမပြသပါမယ်ရှင့် ကျွန်မခုပြသတဲ့လူပုဂ္ဂိုလ်တွေနဲ့ဌာနဆိုင်ရာတွေဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးတော့လှူဒန်းနိုင်ပါတယ်လို့ကျွန်မအနေနဲ့တိုက်တွန်းနှိုးဆော်ကြပါရှင့်။နိဗ္ဗာန်စော်လေးလှုပ်ပေးတာဖြစ်ပါရှင့်။ကျွန်မတို့အနေနဲ့အလှူဆိုတာကချင့်ကြိမ်ပြီးလှုပ်ကြတာပေါ့နော်။ကျွန်မတို့ဗုဒ္ဓဘာသာမှာကကို့မှာတသိန်းရှိတယ်ဆိုရင်9000လှူခြင်းလှူပါ။3000လှူခြင်းလှူပါ။2000လှူခြင်းလှူပါ။ငွေအမောက်ကရေးမကြည့်ပါရှင့်။အားလုံးရဲ့ချစ်ချင်းမြတ်တာတွေအားလုံးရဲ့သစ္စာတရားတွေအားလုံးရဲ့မေတ္တာတရားတွေဟာ ဒီအလှငွေတွေအနေနဲ့ဒုက္ခရောက်တဲ့သူတွေစီစီစဉ်သွားဖို့အဓိကပါပဲရှင့်ဒါလေးတော့ကျမနေတိုက်တွန်းနှိုးဆော်လိုပါတယ်ဘယ်၍ဘယ်ဘယ်မျှပေါ့နော်လူပါတန်းပါလို့ကျမအတင်းမတိုက်တွန်းခြင်းအောင်ရှင့်အားလုံးကဒုက္ခကိုစီနေလေဟုတ်တယ်မလားဒီတော့ကိုယ့်ရဲ့လှူတဲ့အမောက်ကိုလည်းနဲလို့များလို့ဆိုပြီးအားငယ်စရာမလိုပါဘူးရှင့်ကျမကလည်းအများကြီးမလှူနိုင်ပါဘူးဒါပေမဲ့လှူတဲ့ငွေပေါ်မှာစေတနာသုံးနံပြက်ပြီးတော့စေတနာအပြည့်ဝထားရတယ်ဆိုရင်ကျမတို့ရဲ့ အလှငွေလေးရအေးချမ်းဆိုတာ ਨੇ ဒုက္ခရောက်တဲ့သူတွေစီရောက်သွားမှာပါရှင့်ဒါကဒါကျမတို့အဓိကရရှိနိုင်တဲ့အကျိုးရလဒ်တစ်ခုသာဖြစ်ပါရှင့်ဒါလို့ကျမတိုက်တွန်းချင်ပါတယ်အခုလိုဒုက္ခရောက်တဲ့အချိန်မှာတနေ့တော့ကိုကြီးစောင့်ရှောက်တာမင်္ဂလာမြည်ပါရဲ့ရှင့်ဒါကိုကျမတို့နိုင်ငံသူနိုင်ငံသားအားလုံး ਨੇ ကဘာသူကဘာသားအားလုံးကသိရှိပါရဲ့ရှင့် online ပေါ်မှာအခုတို့ကြီးစွာနဲ့ဖြန့်ဝေနေကြတဲ့အလှူတားမြစ်တဲ့ post တွေသူများတော့တခိုးတခိုးဆိုပြီးဆွဆွဲနေတဲ့ post တွေကိုကြော်လွှားသွားပြီးတော့ကိုယ်စေတနာအရင်ခံပြီးတော့ဒါ အခုလိုမျိုးနိုင်ငံတော်ဒုက္ခရောက်တဲ့အချိန်မှာလှူဒန်းမှုတွေပြုလုပ်ပါအတတ်နိုင်ဆုံးကိုယ်မှရှိရလေးတွေမျှဝေပေးပါလို့သာကျွန်မအနေနဲ့တိုက်တွန်းချင်ပါရှင်ကျွန်မသတင်းတင်ဆက်မှုတွေကလည်းပါပဲရှင့်နောက်နေ့တွေမှာလည်းရရှိမြသတင်းလေးတွေကိုကျွန်မထုတ်လုပ်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါရှင့်ကျွန်တော်တို့ Prime Media ကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြားမှာကြပါစေငလင်ပေးတန်အနေပြီးတော့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာအမြန်ဆုံးလောက်ကန်နိုင်ပြီးတော့အေဂျင့်တဲ့ဘဝတွေပြန်လည်ရရှိပါစေလို့ကျွန်တော်တို့ Prime Media မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်